ီမိုကရက်တစ်ကွန်ဂိုသမ္မတနိုင်ငံကအစင်းစင်ခြေရခံနိုင်တဲ့ကိုဘော့မက်ထရစ်တန်တထောင်ကိုပထမဆုံးအကြိမ်ထုတ်လုပ်ခဲ့ပါတယ်။ဒီကိုဘော့တတ္ထုဟာလျှက်စစ်ကားတွေ၊စမတ်ဖုန်းတွေနဲ့ laptop တွေမှာသုံးတဲ့အားပြန်သွင်းနိုင်တဲ့ lithium ion battery တွေရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်စိန်လန်းဆွိုင်းအင်ကိုကူးပြောင်းရမှာဗဟုချက်အဖြစ်ရှိနေပါတယ်။ကွန်ဂိုနိုင်ငံဟာကိုဘော့တတ္ထုတိုက်အရင်းမြစ်ကြီးတစ်ခုဖြစ်ပြီးကမ္ဘာကိုဘော့စုစုပေါင်းရဲ့82ရာခိုင်နှုန်းလောက်ကိုပိုင်ဆိုင်ထားသလို လိုအပ်ချက်84ရာခိုင်နှုန်းကျော်ကိုလည်းထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကဏ္ဍကတရားမဝင်တဲ့လက်လုပ်တထုတွေနေကလူ1.5တန်းလောက်ကိုအလုပ်ပေးထားပြီးစီမင်းစည်းကမ်းထိန်းချုပ်မှုနည်းနေပါတယ်။လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေအပါအဝင်ကျင်းဝင်းနဲ့မငြိတဲ့လုပ်ရက်တွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ပြည်ပဆိုင်ရာစွမ်းအင်အေဂျင်စီ IEA ကတော့ကမ္ဘာကူပေါ်လိုအပ်ချက်ဟာ2030ပြည့်နှစ်မှာ40ရာခိုင်နှုန်းတိုးလာမယ်လို့ခန့်မှန်းထားပါတယ်။ ီလိုအခြေအနေမျိုးမှာကားထုတ်လုပ်သူကုမ္ပဏီတွေနဲ့ electronic ပစ္စည်းကုမ္ပဏီတွေကကျင်းဝင်းနဲ့ညီတဲ့အရင်းမြစ်ကရရှိကြောင်းအထောက်အထားတွေကိုပို့ပြီးတောင်းဆိုလာပါတယ်။ဒါကြောင့်တပ်ထုတွေနဲ့ထုတ်လုပ်သူတွေအပေါ်ကလေးလုံသားပပျောက်ရေးနဲ့ဘေကင်းလုံခြုံမှုမရှိတဲ့လုပ်ငန်းတွေကိုဖယ်ရှားပစ်ဖို့ PR တွေပုံများပြလာပါတယ်။ဒါကြောင့်ကွန်ဂိုနိုင်ငံကနိုင်ငံတကာသဘာဝပတ်ဝန်းကျင်လူမှုရေးနဲ့ဥချုံမှုဆိုင်ရာစံနှုန်းတွေနဲ့ကန့်ညီတဲ့ထုတ်လုပ်မှုကိုထုတ်လုပ်နိုင်ပြီလို့ကြေညာတာဟာ ဒီဆိုရင်ပူပန်မှုတွေကိုဖြေရှင်းဖို့အတွက်ဖြစ်ပြီးတတ္ထုတူဖို့ရေးကဏ္ဍကိုတရားဝင်စနစ်တကျဖြစ်လာအောင်ပြောင်းလဲတဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ဒီထုတ်လုပ်မှုဟာတဘာဝပတ်ဝန်းကျင်လူမှုရေးနဲ့အုပ်ချုပ်မှုဆိုင်ရာစံချိန်စံနှုန်းတွေနဲ့ကိုက်ညီစေရမယ်လို့ကွန်ဂိုအစိုးရကပြောကြားထားပါတယ်ခင်ဗျာ။